ကဘာကျော်စိတ်ပညာကုထုံးဖြစ်တဲ့ CPT လို့ခေါ်တဲ့ Cognitive Behavioral Therapy နဲ့ဘုရားစိတ်ပညာနဲ့အသုံးပြုပြီးကျွန်တော်တို့ဘဝကိုဘယ်လိုတည်ဆောက်အောင်မလဲဆိုတဲ့အပိုင်းကိုပြောပါမယ်။ကျွန်တော်တို့လူတွေမမတ်မီတော့လောက်တိုးတက်ပြောင်းလဲဖို့ကျွန်တော်တို့ရဲ့ logic ဒီ logo တရာဒီနှစ်ခုကြားတဲမှာကိုယ့်ရဲ့အကောင်းဆုံး version ကိုတည်ဆောက်ဖို့အတွက်ဆိုလို့ရှိရင် အပိုင်းနှစ်ပိုင်းကိုကျွန်တော်ပြပြပါမယ်အဲ့တော့ဒီပိုင်းနှစ်ပိုင်းမတွားခင်မှာ logi ဆိုတာပါလေ logo draw ဆိုတာပါလေအဲ့တော့ logi ဆိုတာလောကတွေလာပြီးတော့မှာကီလီတာတွေကျွန်တော်တို့ရှိတဲ့အတွက်ကြောင့်မလို့ဒါအောင် logi လို့ခေါ်တယ် logo draw ကျတော့ beyond logi logi ရဲ့အလွန်ပေါ့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဘဝမှာအသက်ရှင်နေထိုင်မယ်ဆိုလို့ရှိရင်မွေးဖွားခြင်းဆိုတာရှိတယ်တည်ဆုံးခြင်းဆိုတာရှိတယ်ဒီ but နဲ့ debt မွေးဖွားခြင်းနဲ့တည်ဆုံးခြင်းဂျာကာလဒါကိုကျွန်တော်တို့ကဘာလို့ခေါ်ကြလဲဆိုရင်ရှင်တန်မှုလို့ကျွန်တော်တို့ခေါ်ကြတယ်။မွေးရင်တည်တယ်။အဲ့တော့ဒီဂျာထဲမှာရှိတဲ့တလျှောက်မှာကျွန်တော်တို့မလုတ်ပဲနဲ့မနေနိုင်တဲ့အရာစကန်နဲ့အမြလုံနေတဲ့အရာဆိုရင်ဘာဖြစ်မယ်လို့မိတ်ဆွေထင်ပါလဲ။ ဒီအရာကစဉ်းစားခြင်းလို့ခေါ်ပါတယ်။တင်းကင်းလို့ခေါ်ပါတယ်။မိတ်ဆွေမယုံဆိုလို့ရှိရင်မျက်စိလေးကိုမိတ်ပြီးတော့မှတယောက်တည်းအေးအေးစီစီလေးခိုင်ကြည့်ပြီးရင်ကိုယ့်ရဲ့နာဒီပြားမှာဝင်နေထွက်တယ်ဝင်လေထွက်လေကိုပဲစဉ်းစားကြည့်။အဲ့ဒီချိန်မှာဘာလို့နေမလဲဆိုရင်ကျွန်တော်တို့အစင်းတစ်ဆိုင်စဉ်းစားခြင်းဆိုတဲ့အရာကြီးပုံရိပ်တွေတစ်ခုပြီးတစ်ခုပေါ်လာမယ်မတွေးတဲ့လူပေါ်လာမယ် အရာဝိတ္ထုတွေပေါ်လာမယ်လုံခဲ့တဲ့နှစ်ပေါင်းများစွာ ဖြစ်ဖြစ်ခဲ့ရတယ်ပေါ်လာမယ်စေကုစေတန်တွေပေါ်လာမယ်အတန်တွေကြားရမယ်ခန်းစားချက်တွေတုံ့ပြန်မှုတွေကြားရမယ်အဲ့တော့ကျွန်တော်တို့တွေကဘာဖြစ်နေလဲဆိုရင်စဉ်းစားနေလူတွေကမစဉ်းစားဘဲနဲ့မနေနိုင်ဘူးလူတွေရဲ့ပေါ်တရားရဒီရှင်းတန်ခြင်းဖြစ်စဉ်မှာစဉ်းစားခြင်းဆိုတာရှိတယ် thinking နောက်တစ်ခုကကြတော့ခန်းစားခြင်းဆိုတာဒါတဲ့အဲ့တော့စဉ်းစားခြင်းပေါ်မှာမူတည်ပြီးတော့မှခံစားခြင်းဆိုတာဖြစ်လာတယ်။ကျွန်တော်တို့ဒေါတာထွက်စရာလေးစဉ်းစားမိတယ်ဆိုရင် ဒေါ်လာထွက်မယ်ပျော်ရွှင်စရာတွေစဉ်းစားမိရဆိုရင်ပျော်ရွှင်မယ်လုံးစရာတွေစဉ်းစားမိမယ်ဆိုလို့ရှိရင်ငါလုံးအောင်မယ်ဆိုတဲ့ခံစားချက်တွေကျွန်တော်တို့ဖြစ်မယ်အဲ့တော့စဉ်းစားခြင်းပေါ်မှာမူတည်ပြီးခံစားခြင်းဆိုတာဖြစ်တယ်ပြီးတော့ဒီပေါ်မှာမူတည်ပြီးကျွန်တော်လှုပ်ဆောင်ခြင်းဆိုတာဖြစ်လာတယ်စားခြင်းတွေဒီပေါ်လာမယ်စားလိုက်မယ်တွားခြင်းတွေဒီပေါ်လာမယ်တွားလိုက်မယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ခံစားချက်ပေါ်မှာမူတည်ပြီးလှုပ်ဆောင်ချက်တွေဖြစ်နေရဲ့အဲ့တော့ connected behavior therapy ကပါလေလို့ပြောလို့ရှိရင် ကျွန်တော် CBD မှာကြည့်မယ်ဆိုရင်ဒါလေးကိုကျွန်တော်ကြည့်ကြည့်မယ်ဆိုရင် connected tops လို့ခေါ်တဲ့အတွေးတွေကျွန်တော်ရှိရယ် feeling လို့ခေါ်တဲ့ခံစားချက်တွေရှိရယ်ပြီးွားလို့ရှိရင် behavior လို့ခေါ်တဲ့အပြုမှုတွေရှိရယ်အဲ့တော့အတွေးခံစားချက်အပြုမှုဆိုတာကျွန်တော်ရှိရယ်အဲ့တော့တချို့အချိန်တွေမှာတချို့အတွေးတွေဝင်လာတတ်တယ်တချို့နေရာတွေရောက်ရင်တချို့အတွေးတွေပြန်ဝင်လာတတ်တယ်ဥပမာဆိုကိုယ့်ရဲ့ငငယ်တုန်းကတက်ခဲ့တဲ့အကြောင်းပြန်ရောက်တဲ့ချိန်မှာ ငငယ်တုန်းကအတွေ့အပြန်ရောက်တက်လာလို့မျိုးတချို့ညနေပိုင်းချိန်မှာတွေ့မိတဲ့အတွေ့အဒါမျိုးတွေကအတွေ့အပြန်ပြန်ရောက်နေတတ်တာမျိုးချို့လူတွေနဲ့တွေ့တဲ့ချိန်မှာတချို့အတွေ့အတွေ့ဝင်လာတယ်တချို့လှုပ်တွေလှုပ်တဲ့ချိန်မှာတချို့တွေ့ရဝင်လာတယ်အဲ့တော့ဒီအတွေ့အတွေ့ကကျွန်တော်ရခံစားမှုတွေကို ဖြစ်စေရဒီခံစားမှုတွေကမှတစ်ဆင်ကျွန်တော်အပြုမှုတွေဖြစ်စေအဲ့တော့သူတယောက်ကအပြောင်းလဲလှုပ်ခြင်းနဲ့ကိုယ့်ရဲ့အပြုမှုတွေကိုပြောင်းခြင်းနဲ့ကိုယ့်ဘဝကိုအပြောင်းလဲဖြစ်ခြင်းနဲ့ဆိုရင် ဘာစပြောင်းအောင်လဲဆိုလို့ရှိရင်အဲ့အပြုတ်မှုမတိုင်ခင်ခံစားချက်ကိုပြောင်းတယ်ချူရီဆိုလို့ရှိရင်အမြဲတမ်းလောကကိုစိတ်တိုင်မကြတဲ့လူတွေရှိရယ်အမြဲတမ်းဒေါသထွက်နေတဲ့လူတွေရှိရယ်အမြဲတမ်းလောဘတက်နေတဲ့လူတွေရှိရယ်တချို့ကြတော့မာမာနတက်နေတဲ့လူတွေရှိရယ်တချို့ကြတော့ငင်းမဲ့ငင်းချင်ပြီးတော့မှတစ်ဖက်လူကိုထင်သေးတဲ့လူတွေရှိရယ်တချို့ကြတော့ပိန်ငယ်စိတ်ပဲအမြဲတမ်းဝင်နေတဲ့လူတွေရှိရယ်တချို့ကြတော့ တိုက်မယ်ခိုက်မယ်တော်ရားပဲကြီးနေလူတွေရှိရယ်တချို့ကြတော့အေးကြမ်းကြမ်းလေးနေတဲ့လူတွေရှိရယ်တချို့ကြတော့တရာတရားပွားများတတ်တဲ့လူတွေရှိရယ်တချို့ကြတော့မေတ္တာထားတတ်တဲ့လူတွေရှိရယ်တချို့ကြတော့ကျေးဇူးတင်စိတ်ထားတတ်တဲ့လူတွေရှိရယ်တချို့ကြတော့ကိုကိုကိုဂုံယူတဲ့ခံစားချက်တွေရှိတဲ့လူတွေရှိရယ်ခံစားချက်တွေမတူဘူးဒီခံစားချက်တွေကဘယ်ဟာဖြစ်လာလဲဆိုရင်သူရဲ့အရှိမဖြစ်တဲ့အတွေးကနေဖြစ်လာတယ်အဲ့တော့ဘယ်လိုအတွေးတွေတွေးလို့လဲသူရဲ့အတွေးတွေ ဲ့တော့ဒါ tops လို့ခေါ်တယ်ဒါကြောင့်မလို့ဗုဒ္ဓလည်း tops are things တဲ့အဲ့တော့အတွေးတွေကဒီကျွန်တော်တို့ရဲ့ဒီအရာဝတ္ထုတွေဖြစ်လာတယ်အဲ့တော့ဒီအတွေးကိုဖျောက်တယ်ဆိုရင်ကျွန်တော်တို့ကခံစားချက်တွေကိုဖျောက်လို့ရအဲ့တော့ကျွန်တော်တို့ခုနကပြောလို့ပဲစဉ်းစားခြင်းဆိုတာအမြင်နဲ့လုပ်နေရင် attention တွေရဲ့ကျွန်တော်တို့ရဲ့ mental activities တွေ thinking တွေလုပ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအထွေးတွေဖျောက်လို့မလွယ်ဘူးနော်အဲ့တော့ဒီ အသွေးတွေဖြောက်လို့မလွယ်တဲ့အချိန်မှာ ကျွန်တော်တို့ကဘလို့အတွေးတွေကိုကျွန်တော်တို့ကကိုကိုကို program လုပ်မလဲဆိုတာကျွန်တော်စဉ်းစားရလာပြီတချို့အတွေးတွေကကျွန်တော်6လန့်နေရယ်တချို့အတွေးတွေကတော့ကျွန်တော်တို့ကိုတက်ကြွစေရယ်တချို့အတွေးတွေကကိုကိုလုံနိုးလိုက်လို့ပဲလောကစိတ်နိုးဆွမှုတွေပြီးလို့တချို့အတွေးတွေကကိုကိုရှက်စိတ်တွေဖြစ်စေရယ်တချို့အတွေးတွေက ဒါဂုံယူစိတ်တွေဖြစ်စေရင်အဲ့တော့ချို့အတွေးတွေကကျွန်တော်တို့ဒုက္ခပီးတဲ့အတွေးတွေကျွန်တော်တို့ဘဝမှာရှိတတ်တယ်စိတ်ဆဲလေးတောက်ချင်တဲ့အတွေးအရက်တောက်ချင်တဲ့အတွေးဒါမှမဟုတ်အခု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 အမြင်နဲ့အပြစ်တင်နေတဲ့အတွေးဒီတွေးတွေကိုတခြားအတွေးအခုနဲ့ replace လုပ်နိုင်တယ်အစားထိုးနိုင်တယ်ဆိုရင်ကျွန်တော်ရဲ့ခံစားချက်တွေအပြောင်းအလဲဖြစ်သွားမယ်ကျွန်တော်ရဲ့အပြုတ်မှုတွေအပြောင်းအလဲဖြစ်သွားမယ်ဥပမာအဖြစ်လူရှိတူရှိမှာအင်္ဂလိပ်လိုပြောအောင်မယ် ဲ့ဒီချိန်မှာအင်္ဂလိပ်လိုပြောရော့မေဆိုတဲ့အတွေ့လေးဝင်လာတာနဲ့ကိုယ့်အတွေ့ဟာလူတွေငါ့ကိုယဉ်နေရောမလားမသိဘူးအရင်တော့အင်္ဂလိပ်လိုပြောလိုက်တယ်လောကငါပြည်တံပေါက်နေတဲ့အတွက်ကြောင့်မလို့တခြားလူတွေကငါ့ကိုယီွားတယ်အဲ့တော့ကိုယ့်အတွေ့ထဲမှာရှက်စိတ်ဆိုတာဝင်လာတဲ့ချိန်မှာကိုယ်မပြောတော့ပါဘူးလေးဆိုတဲ့ behavior ဖြစ်လာတယ်အဲ့ဒီစာကျွန်တော်အတွေ့ကိုဘယ်လိုပြောင်းမလဲဟုတ်ပြီလူရှိမှပြောလိုက်တယ်ငါပြည်တံပေါက်တဲ့အတွက်ကြောင့်မလို့လူတွေကငါ့ကိုယီကြတယ်ဘဝမှာဒီလိုယီရေဆိုတာတဘာဝပဲအဲ့တော့ ဒါပြင်ရမယ်လို့ဘာလို့လဲဆိုတော့ကိုထွက်ပြေးခြင်းအရာတွေထဲမှာလုံမြောက်မှုဆိုတာရှိတယ်အဲ့တော့ကိုကပြောင်းလို့ရတဲ့ဟာလေးကိုနည်းနည်းပြောင်းလိုက်မယ်အဲ့တော့အတွေ့ကိုပြောင်းလိုက်မယ်ဟုတ်ပြီငါပြောတဲ့အတန်တော့ဖူးတန်ဖြစ်နေတယ်နည်းနည်းပြောင်းလိုက်မယ်အဲ့တော့အတွေ့အဲ့တော့ဒီရမှာလည်းစင်ကျွန်တော်ခံစားချက်ကဟုတ်ပြီဒါဆိုရင်တော့ငါနည်းနည်းပြောင်းနေရဆိုတဲ့အတွက်ကြောင့်မလို့တိုးတက်မှုဆိုရယ်ခံစားချက်ကိုခံစားရမယ်အဲ့တော့ဘာဖြစ်ပြောငါနည်းနည်းတိုးတက်လာပြီအဲ့တော့တိုးတက်လာတာဖြစ်တယ်လို့တွေ့ပြီးပြီးရမှာလေတက်ကြွမှုတွေပေါ်ဖြစ်လာမယ် အဲ့တော့ပြောရမယ်ဆိုအတွေးလေးပြောင်းလိုက်တာ ਨੇ ကျွန်တော်ရဲ့ခံစားချက်ဆိုတာပြောင်းသွားတယ်ခံစားချက်ပြောင်းလာ ਨੇ ကျွန်တော်အပြုမှုပြောင်းသွားတယ်ဒါဒီ connective behavior therapy လို့ခေါ်ပါတယ်အနောက်တိုင်းမှာဆိုလို့ရှင်လေဒီ connective behavior therapy ကိုကျွန်တော် mindfulness လို့ခေါ်တယ်တတိဒါ ਨੇ ပေါင်းတာမဟုတ်လားအဲ့တော့ကျွန်တော်တို့ vipassana meditation လို့ခေါ်တယ် insight meditation လို့လည်းခေါ်တယ် vipassana အထုံမှုလို့ရှိရယ်ဝိပဿနာရဲ့အတိပ္ပယ်ကနှစ်နည်းစွာဒိုးတွင်းတည်မြင်ခြင်းလို့ခေါ်တယ် အဲ့တော့ကိုကိုကို reality ကိုရဲ့တည်မှုနဲ့တည်ဖို့အတွက်ဆိုရင်ကျွန်တော်တို့တရားထိုင်တယ်အဲ့ mindful ဖြစ်တယ်ဆိုရင်ကိုကတတိလေးနဲ့နေနေရယ်အော် okay ငါဒီအတွေးဝင်နေရယ်ဒီအတွေးရကောင်းတယ်အဲ့တော့ဒီအတွေးကြောင့်မလို့ဒီလိုခံစားနေဒါကြောင့်မလို့ဒီအပြုတ်မှုဖြစ်နေ mindfulness ပေါင်းပြီးတော့မှလည်း CBT ကိုအသုံးပြုကြအဲ့တော့ဒီနေ့ခင်မှာဆိုရင် therapy လို့ခေါ်တဲ့ဒါစိတ်ကုထုံးနေပြုလုပ်တဲ့နေရာမှာ CBT ဒီအစွမ်းထက်နည်းစနစ်တစ်ခုဖြစ်ပါတယ် အဲ့တော့တကယ်လို့မိတ်ဆွေကဒီနီးလေးကိုတီးတယ်ဆိုလို့ရှင်ကိုကိုကိုကူတာလို့ရတယ်ကိုရဲ့တငယ်ချင်းတွေကိုရဲ့အပေါင်းအသင်းတွေကိုကူညီပေးချင်တဲ့လူတွေကိုလေဒါကူညီပေးလို့ရနိုင်တယ်ကျွန်တော်ကိုယ်တိုင်လည်းငငယ်တော့ဆိုရင် certified cognitive behavior therapist တယောက်အနေနဲ့ကျွန်တော် training စင်ရယ်အဲ့မိတ်ဆွေတို့အတွက်အချိုးရှိစီမယ်ထင်တဲ့တော့မလို့လေကျွန်တော်ပြန်လည်းမျှဝေခြင်းဖြစ်ပါတယ်ခုနကပြောခဲ့လို့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်နှစ်ပိုင်းကိုပြောပြအောင်မယ်လို့ပြောပြတာတယ်နံပါတ်1က CBT နောက်တစ်ပိုင်းကလူတွေတိတ်မသိတဲ့တတိမသာမီတဲ့ကျွန်တော်ဗုဒ္ဓဘာသာရဲ့ဗုဒ္ဓစိတ်ပညာဗုဒ္ဓစိတ်ပညာအပိဓမာလို့ခေါ်တယ်ကျွန်တော်ပိဋကတ်၃ပုံမှာတပုံအနည်းနဲ့ပါဝင်တာ၄အပိဓမာအပိဓမာဆိုတာဘာလဲဆိုရင်စိတ်ရဲ့နော်စိတ် psychological ပြီးလို့ရှိရင် philosophical philosophy ရဲ့အတွေးခေါ်ဆိုင်ရာ nature reality လို့ခေါ်တယ်ဘာဝတရားပတိမှုတဆိုင်ရာ အသွေးခွန်နဲ့စေပညာခါလိကျလူတွေကပြောကြတယ်ဗုဒ္ဓဆိုတာ philosopher ဆိုတာ philosopher တခုတည်းနဲ့မဟုတ် philosopher ဆိုတာအသွေးခွန်ပညာရှင်အဲ့တော့ကျွန်တော်တို့ psychological လဲကျွန်တော်အများကြီးပါတယ်ဒါတွေဖြစ်ဖို့အတွက်ဆိုတရားအားထုတ်ပြီးဉာဏ်စဉ်16ဆင့်သွားရှိတယ်အဲ့တော့ဒီနေ့မှာကျွန်တော် basic တိတိလေးပြပြမိမယ်ဒီတိတိလေးတိဝါနဲ့ကျွန်တော်ပုံအောင်အပြောင်းလဲလုပ်လို့ရတယ်အဲ့တော့ဗုဒ္ဓစိတ်ပညာကိုကျွန်တော်အကြံပြင်းကျွန်တော်ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော် အရာဝတ္ထုလို့ခေါ်တဲ့ object တွေရှိတယ်။အခုဆိုရင်မိတ်ဆွေကဒီ video လေးကိုကြည့်နေတယ်။ဒီ video ဒီ general object အရာဝတ္ထုဒီအရာဝတ္ထုကိုကြည့်တဲ့အချိန်မှာအာယုံခံတဲ့အရာရှိတယ်။အာယုံတိတက်တဲ့အရာရှိတယ်။အာယုံအင်္ဂလိပ်လိုကတော့ဒါ consciousness လို့ခေါ်တယ်။အဲ့တော့ကျွန်တော်တို့ဒီသိပ္ပံပညာပြောတဲ့ consciousness နဲ့ဗုဒ္ဓဘာသာပြောတဲ့ consciousness ကတူမလို့လို့နဲ့မတူဘူး။ သိပ္ပံပညာမှာကျွန်တော် consciousness ဆိုတာ neural activity ကျွန်တော်တို့ကမြင်လိုက်တဲ့အတွက်ကြောင့်မလို့ဒီအလင်းရဲ့ particles တွေကျွန်တော်မျက်လုံးထဲရောက်လာတယ်ကျွန်တော်တို့ရဲ့ retina ထဲဝင်သွားတယ်ဟလာကျွန်တော်တို့ဒီ cornea ဒါနဲ့မြင်လိုက်တယ်ပြီးလို့ရှိရင်အုံနောက်က processing လုပ်တယ်ဒီရဲ့ neural activities တွေတို့ကပြောပြတာဗုဒ္ဓဘာသာမှာကျွန်တော် consciousness ဆိုတာအ object နဲ့ဓာတ်ပြုတဲ့အချိန်မှာအာယုံတည်ရတဲ့ပုံဒါအမြဲတမ်းပြောင်းနေတယ်ဒါကြောင့်မလို့အမြဲတမ်းပြောင်းနေရင်ကျွန်တော်တို့က အဲ့ဒီအာယုံတည့်ရဲ့တဘောမှာဒီအာယုံခံ organ ရှိတယ်။အဲ့ရဲ့မှာဘာပြီးပါလို့ဆိုအမြင်လို့ခေါ်တယ် visual visual ဆိုတော့ကျွန်တော်အမြင်ကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုရင်တော့ VEKOG လို့ခေါ်တယ် V ဆိုတော့ visual auditory ဆိုတော့အကြား olfactory ဆိုတော့အနက် gustatory ဆိုတော့အရတာ kinesthetic ဆိုတော့အထိအတွေ့ပုံမှန်အာယုံ၅ပါးလို့ပြောကြတယ်ဗုဒ္ဓဘာသာမှာကျွန်တော်အာယုံ၆ပါး ဘာလေးပါလေးဆိုရင် mind ဆိုတာလေးပါတယ် mind ဆိုတာစိတ်အဲ့တော့စိတ်ဆိုတာပါလေးအဲ့တော့ဒီမှာကျွန်တော်တို့မေးစရာအကြောင်းရှိလာတာအဲ့တော့ဗုဒ္ဓဘာသာမှာကြောင့်စိတ်ဆိုတာဖြူတယ်လေသူ့လာပြီးလွမ်းမိုးနေတဲ့အရာတွေကဘာလို့ခေါ်လဲဆိုရင်စိတ်တိတ်လို့ခေါ်တယ်ဒါအင်္ဂလိပ်လို့ဆိုရင် mental factors လို့ခေါ်ပြီးတော့သူမှာ52ပါရှိတယ်အဲ့တော့စိတ်ဆိုတာဘာကြီးတည်တာလဲ mind ဆိုတာစိတ်ဆိုတာစိတ်မှာဘာကြီးပါလဲဆိုကျွန်တော် memories လို့ခေါ်တယ်ဒီမှာကျွန်တော်ကြည့်လိုက်မယ်ဆိုရင် ီယာရီလုတ်ဆောင်ပြီးရယ် memories လို့ခေါ်တဲ့အတိတ်ကိုကိုယ်တတိယတာဥပမာဆိုရင်ကိုယ့်ရဲ့ register လုပ်ခဲ့တာပေါ့နော် recognize လုပ်နိုင်တယ်ပြီးရှင် categorize လုပ်နိုင်တယ်ဒါလေးစိတ်ဒါကြောင့်မလို့ချို့တွေကြတော့ great mind လို့လေခေါ်ကြရယ်တချို့ great mind တကယ်တော်တဲ့လူတွေ great mind အဲ့တော့စိတ်တွေရောတိလေဆိုတတိမတိအတိဦးတည်ရယ်ဥပမာ self awareness ဒါကျွန်တော်ဒါကျွန်တော်မဟုတ်ဘူးဒီတတိကိုကျွန်တော်တို့ သိရင်နောက်တစ်ခုကြောင့်နားလည်မှုကျွန်တော် knowledge တွေ concept တွေဒီရဲ့အယူအဆတွေဒါတွေကိုနားလည်နိုင်စွမ်းရှိတာဒါတွေစိတ်ပြီးရင် extra idea ဥပမာပကြီကားလေးကိုကြည့်ရင်လုံးဝပကြီဆွဲထားတာဒီ extra idea ဒီရှင်းရှင်းလင်းဆွဲထားမှာမဟုတ်ဘူးကိုယ့်အနေတူအတိတ်ပဲပေါ်ရတဲ့အမျိုးအဲ့တော့ဒါကိုလေးတည်ဒါတွေစိတ်ဥပမာဆိုကျွန်တော်ဆွဲပြမယ်ဒါကပါလိမ့်လေဒါဆိုလို့ရှိရင်ကျွန်တော်က ဆက်ဝိုင်းလို့ပြောရင်ပြောလို့မဒါမှမဟုတ်ကျွန်တော်မဆက်ထားအောင်ဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ကပါပြောလို့ဖြည့်ပြီးတွေးလိုက်တာဒါမျိုးကိုလည်းကျွန်တော်ကစိတ်ရဲ့တဘောတရားအနေနဲ့ပါဝင်တယ်ပြီးွားရင်ကျွန်တော်တို့ဒီအသွေး tops ဒီပြီးလို့ရှိရင် emotion ခံစားချက်ဒီခုနကပြောရင်ဒီအပေါ်အားလေး tops ဒီ emotion နဲ့ပြီးွားလို့ရှိရင်အလိုလိုတီးစိတ်လို့ခေါ်တယ် intuition ပြီးွားရင်ကျွန်တော်အိမ်မက်တွေအိမ်မက်တွေလည်းတီးတယ်အိမ်နေပြီဆိုရင်အိမ်မက်မက်နေရမျိုးအဲ့တော့ဒီလိုလေး ဒီတိတဲ့အရာစိတ်လို့ခေါ်တယ်ဗောနော်ဒီထဲမှာတခုရှိတာကျွန်တော်ကိလေသာကင်းစင်တဲ့အခြေအနေဒါအရဟံယဟန်သာတွေပုံမှာပဲတိတဲ့ဒါနိဗ္ဗာန်ဆိုတာရှိတယ်အဲ့တော့ဒါကစိတ်ရဲ့တဘောတဘာဝဒီအာယုံนี่ကျွန်တော်တို့ရှိလာပြီဆိုရင်ကျွန်တော်တို့စိတ်ကိုချဲလဲလွမ်းမိုးနေစိတ်တိတ်52ပါရှိတယ်အဲ့တော့လောကမှာလောကီမှာကျွန်တော်ကိလေသာဆိုတဲ့အရာတွေကလာပြီးတော့မှလွမ်းမိုးနေတယ် ီလီတာ44ပါရှိရင်အဲ့ဒီကီလီတာ44ပါကိုကျွန်တော်တို့က၄ခုနဲ့ကျွန်တော်တို့ categorize လုပ်မယ်ဆိုတော့၄ခုနဲ့အပိုင်းခွဲလိုက်မယ်လောဘ greed ဒေါသ anger မောဟ delusion ခုခုကိုဘေးရင်လို့ထင်နေတာအဲ့တော့မောအမှန်လို့ထင်နေတာမောဟနော်ဒီ delusion ဆိုရဲဒီစိတ်ကြီးဝင်နေတာပေါ့နော်ဒီရမှာသိ ဒါတွေကဘလို့ဖြစ်လာလို့ဆိုရင်ဒိတ်ထိလို့ခေါ်တယ်အမြင်မားတာကြောင့်မလို့ဖြစ်လာ round view ဒါကိလေသာ54ပေါ့ကျွန်တော်ခင်တာအဲ့တော့ကျွန်တော်တို့မလုံချင်တာကတော့ဒီ၄ခုပေါ့ကျွန်တော်စဉ်းစားကြည့်လိုက်လောဘတွေတန်နေမယ်ကိုယ်နဲ့မထိုက်တန်တဲ့ဟာကိုကိုယ်ကရနေရခြင်းမယ်တူတပိုင်းပစ္စည်းကိုမတရားရခြင်းမယ်မထိုက်တန်တဲ့ဟာတွေကိုရခြင်းတယ်ဒါဒီလောဘကိုပြစ်ချင်တဲ့အတိုင်းပဲဖြစ်တဲ့တွေကမလို့ဒေါ်လာတွေကြီးနေမယ်နော်ပူလောင်နေမယ်ဒါတွေကမီဒီကွဲကိုကိုယ်ကကင်တာလို့ပဲ ူလောင်နေမှာကွာမောဟဒီလူရှင်နော်ဒီလူရှင်ဖြစ်နေမယ်မောဟအအရေးအောင်ငါလို့ထင်တာငါတာငါတမီအဲ့တော့ပြီးလို့ရှင်မန်ကန်နဲ့အမြင်မရှိဘူး wrong views အဲ့တော့ကျွန်တော်တို့ကဘဝမှာကောင်းမွန်တဲ့စိတ်တိတ်တွေဖြစ်အောင်မလုပ်လို့မလဲ။ဒါဆိုရင်စိတ်ကိုအာယုံကိုလွမ်းမိုးတဲ့နေရာမှာနေ့စဉ်မှာပျော်ရွှင်မှု၊ရင်ခုန်မှု၊ဂုဏ်ယူမှုမဖြစ်မနေဖြစ်အောင်လုပ်မယ်လို့ခေါ်တဲ့ commitment ထားမှု ီးလို့ရှင်ကျွန်တော်တို့နှစ်တက်ပျော်ရွှင်ခံစားတဲ့အရာတွေကျေးဇူးတင်တဲ့စိတ်ချစ်စိတ်ဒါရင်နဲ့နေမယ်ဆိုကျွန်တော်မကောင်းလားဟုတ်ကဲ့ဒါမှမဟုတ်ဒီကောင်းမွန်တဲ့စေတသိက်တွေနဲ့ကျွန်တော်နေလို့ရတယ်။ဒါလုပ်ဖို့အတွက်ကြောင့်ကျွန်တော်တို့စိတ်ကိုဘာပြန်လုပ်ရလဲဆိုပရိုဂရမ်လုပ်ရတယ်။ reprogram လုပ်ရတယ်ဘောနော်ဒီစိတ်ကိုစိတ်ကို program လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်ငငယ်တုန်းကစပြီးကျွန်တော်မေးလာတယ်မေးခွန်းနေရှိရင်နေတယ်။ငါ့ဘဝမှာ အခုအချိန်မှာအပျော်ရွှင်ဆုံးအရာပါလဲ what am i most happy about in my life right now what about that made me feel very happy how does it feel ပျော်ရွှင်စေတဲ့အရာရင်ခုန်စေတဲ့အရာ what am i most excited about in my life right now နော်ဒီအရာမျိုးပါပြီးရင် what am i most proud of in my life right now ကိုကိုဂုဏ်ယူတဲ့အရာမဖြစ်မနေဖြစ်အောင်လုပ်မယ့်အရာ what am i most committed in my life right now ပြီးလို့ရှိရင် နစ်တွက်ပျော်ရွှင်ခံစားရတဲ့အရာ what i most enjoying in my life right now ပြီးလို့ရှိရင်ကျေးဇူးတင်တဲ့အရာတွေ what i most grateful for in my life right now what about that made me be very grateful how does it feel နောက်တစ်ခု who do i love who love me how does it feel ဘယ်သူရင်းဟောချစ်လဲဘယ်သူရင်းငါချစ်လဲငါဘယ်လိုခံစားရလဲနေ့စဉ်ကိုယ့်ရဲ့စိတ်ကိုပြန်ပြီး program လုပ်တယ် program လုပ်တဲ့ချိန်မှာအတိတ်ပဲဖွင့်ဆိုမှုတွေပိုပြီးကောင်းလာတယ်လောဘတွေဒေါသတွေမောဟတွေနင်းလာတယ် နင်းလာတဲ့အချိန်မှာစွန်းဆောင်ရင်ပုံမြင်လာတယ်။ဒီကမှတစ်ဆင့်နောက်တစ်ဆင့်ပိုတိသွားတာကျွန်တော် master your flow လို့ခေါ်တယ်။ကောင်းမွန်တဲ့စီတတိတ်တကယ်ကို စွန်းဆောင်ရင်မြင့်စေတဲ့စီတတိတ်ဒါရီကိုစုစည်းနိုင်တဲ့ psychology of flow ဆိုတာတတွေ့တယ်။ psychology of flow ဆိုတာခုနကပြောရတဲ့ချက်တွေကောင်းပါတယ်။ခုနကပြောရတဲ့6ခုအကုန်ပါတယ်။ဒီထဲမှာပါပါလေးတို့တခုတည်းကိုပဲကျွန်တော်အာယုံစိုက်နိုင်ဆိုတာ one pointedness လို့ခေါ်တယ်။အတိတမာတိ awareness လည်းပါတယ်။တမာတိတစ်ခုတည်းကိုပဲအာရုံစိုက်နိုင်စွမ်းလည်းပါတယ်။ဥပမာကျွန်တော်ဒီဗီဒီယိုလေးကိုရိုင်းနေတယ်။စိတ်ကဟိုလွင့်ဒီလွင့်ဆိုရင်ကောင်းကောင်းပြောနိုင်မှာမဟုတ် one pointedness တမာတိပြီးလို့ရှိရင်ပီတိမျှဝေပြီးတဲ့တကြောင်မလို့ပီတိဆိုတာပါဝင်တယ်။ပြီးလို့ရှိရင်ဒီမှာဥပိ္ပခာကျွန်တော်တို့မြန်မာစကားမှာကြောင့်ဥပိ္ပခာလို့ပြောလိုက်ရင် you မဆိုင်တော့တာလို့ထင်နေကြတယ် အမှန်တော့မဟုတ်ဘူးဥပိ္ပခာရဲ့မူရင်းအတိတ်ပဲက balance of mind အင်္ဂလိပ်လိုဆို equanimity လို့ခေါ်တယ်ဗုဒ္ဓဘာသာမှာအရင်အရေးကြီးတဲ့စကားလုံးဖြစ်တယ်တနည်းအားဖြင့်ပြောရမယ်ဆို balance of mind harmony ဖြစ်နေတာ just အရင်တွားလို့ပြီးပူလောင်နေမှာမဟုတ်ဘူးလောဘအစွန်းလည်းမဟုတ်ဘူးဒေါရအစွန်းလည်းမဟုတ်ဘူးသူဒီ equanimity balance ဖြစ်နေတဲ့ state of mind ပြီးလို့ရှိရင်ဝရိယဝရိယမှာဆိုလို့ရှိရင်အရင်စူးစမ်းပြီးမှပင်ပန်းရုန်းကန်နေရမှာမဟုတ်ဘူး သူဒီ effortless energy ဒါကိုလှုပ်လေလေ energy ပို့ထွက်လေလေလှုပ်လေလေ energy ပို့ထွက်လေလေဒါမျိုးကိုကျွန်တော်တို့ခေါ်တာနောက်တစ်ခုကပညာ wisdom ဉာဏ်ပညာအမားနဲ့မှန်အောင်ပို့တိလေလေပို့ပြီးဉာဏ်ရည်လေပို့မြင်လာလေလေမြင်နိုင်စွမ်းနေရှိလာလေလေဒါမျိုးဖြစ်တော့တော့ကောင်းမွန်တဲ့စိတ်လေ psychology of flow လို့ခေါ်ပါတယ်အဲ့တော့ဒီ psychology of flow ထဲမှာနေ့စဉ်ရှိနေရဆိုရင်ကိုယ့်ရဲ့တတိတမာတိပီတိဥပ္ပခာ ဝရိယပညာနဲ့ဘဝရနေလို့ရန်ကောင်းအောင်လုပ်မယ်နော်ဘဝရနေလို့ရန်ကောင်းအောင်လုပ်မယ်အေးချမ်းမှုတွေကျွန်တော်ရှိလေရှိလာမယ်ကိလေသာ54ပါဒီမှာပါဝင်တဲ့ခုနကကက်တဂရီခွဲလိုက်မယ်ဆိုလောဘဒေါသမောဟဒိဋ္ဌိတွေကလည်းနည်းလာမယ်။ပြီးွားရင်ကျွန်တော်တို့ကံ၃ပါးဖြစ်တဲ့ကာယကံဝစီကံမနောကံမှလည်းပိုပြီးကောင်းလာမယ်။အဲ ခုနကပြောလို့လောဘတွေဒေါသတွေမောဟတွေဒိဋ္ဌိတွေနေွားတဲ့အတွက်ကြောင့်မလို့ဆိုရှယ်မီဒီယာမှာဆိုလို့ရှိရင်အမိုက်တွေပဲတွားပစ်နေတာအဖြစ်တွေပဲတင်နေတာလောဘတွေတက်လောဘတွေထွက်မောဟတွေဖက်ပြီးတော့မှတွားလုံနေတဲ့ဟာတွေကျွန်တော်နေွားပြီးတော့မှကိုပေါ်ရမှာနော်စိတ်အေးချမ်းသာစွာနဲ့ကိုလိုချင်တဲ့အရာတွေပန်းနိုင်နေအောင်ပို့ပြီးအားထုတ်လာနိုင်မယ်။ဘောလို့ဆိုဗုဒ္ဓဘာသာရဲ့အရေးကြီးဆုံးကဗုဒ္ဓဘာသာရဲ့အတိတ်ပဲကဗုဒ္ဓစင်ဆိုတာ The Teaching of Buddha ဗုဒ္ဓရဲ့တင် जा မှုတွေဗုဒ္ဓရဲ့တင် जा မှုတွေအခြေခံကတူတည် religion ကိုးကွယ်မှုဆိုတာတကူအကျိုးအကြောင်းအကြောင်းအကျိုးကော့ဆင် effect ပေါ်မှာမူတည်တယ်ဒီ karma လို့ခေါ်တဲ့ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်ရှင်းပြတာဒါကြောင့်မလို့ကျွန်တော်ဘဝအပြောင်းလဲလုပ်ချင်တယ်ဆိုလို့ရှိရင် ကောင်းမွန်တဲ့စိတ်တိတ်တွေကိုပွားများဖို့လိုတယ်ကောင်းမွန်တဲ့စိတ်တိတ်တွေထဲမှာဒီနေ့ခင်မှာ psychology of flow သွားရှိရင်ဒီ flow ကိုကျွန်တော်တို့ master လုပ်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ logi မှာရော logo draw အတွက်ကိုအများကြီးပဲလုံဆောင်လို့ရပါမယ်လို့ကျွန်တော်တို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဘောဝါရဲ့ရီမန်ချက်ပန်းတိုင်းကိုကြီး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 ပြောပါဆိုဘောဝါမှာကိုဖြစ်ချင်တဲ့အရာတွေလုပ်ချင်တဲ့အရာတွေလုပ်ပြီးတော့မှတန်တရာတွေကနေပြီးတော့မှတို့မြောက်ဖို့လို့ပြောလို့ရှိရင်တော့မှမမောင်းလို့ကျွန်တော်ပြောလို့ရပါတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်အနေနဲ့နှစ်ပိုင်းကိုဆွေးနွေးရပါတယ်ဒီပိုင်းက CBD လို့ခေါ်တယ် Cognitive Behavior Therapy နောက်တစ်ပိုင်းကတော့ ီဗုဒ္ဓဘာသာရဲ့စိတ်ပညာရဲ့101ပေါ့နော်အကြံဉာဏ်လေးကိုကျွန်တော်ဆွေးနွေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေကိုခွဲချမ်းစိတ်ဖြန်ထားရတဲ့ဗုဒ္ဓစိတ်ပညာမှာဆိုလို့ရှိရင်စိတ်ရဲ့အချင်းအကျယ်ခွဲရတဲ့အရာကြီးလေးရှိပါလေတကယ်လို့မိတ်ဆွေကတည်ကျင်နေဆိုလို့ရှိရင်ကျွန်တော်နောက်ဗီဒီယိုထဲမှာအချင်းရရလို့မျှဝေပြောပါမယ်တကယ်လို့မိတ်ဆွေကလူတွေမမှတ်မိတော့တုတ်တက်ပြောင်းလဲခြင်းနဲ့ကိုယ့်အစွမ်းစားတွေအကောင်းဆုံးတုတ်တက်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့တုတ်တက် TOE TED ဆိုတဲ့တုတ်တက် page မှာ ကျွန်တော်တို့ master of flow ဆိုတဲ့ program ရှိပါတယ်။အဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ personal development psychology philosophy တိအကြောင်းလေးကျွန်တော်တို့ညွှန်ဝေကြတယ်ဆွေးနွေးကြတယ် community လေးတခုဖြစ်ပါတယ်။မိတ်ဆွေနေတဲ့ဒီ video လေးမှာကိုယ့်အတွက်အကျိုးရှိဆုံးအချက်တစ်ချက်သာရှိခဲ့မယ်ဆိုပါလိဖြစ်နိုင်တယ်လေ။ comment မှာကြီးခဲ့လို့ရရင်လည်းကြီးခဲ့ပေးပါအောင်။နောက်ပြီးတော့ဒီ video လေးဟာမိတ်ဆွေရဲ့တခြားသောလူတွေတို့ကိုအကျိုးရှိစေမယ်ဆိုလို့ရှိရင်လည်းလွတ်လပ်စွာညွှန်ဝေပေးနိုင်ပါတယ်။အဆုံးထိကြည့်ပြီးကြအောင်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။